တရုတ်နိုင်ငံမှာဟော့ပေါ်အိုးထဲအပေါက်သွားခဲ့တဲ့လူငယ်နှစ်ဦးကိုရော်ကျေးဒေါ်လာ3သိန်းကျော်ပေးဆောင်ဖို့တရားရုံးကအမိန့်ချလိုက်ပါတယ်။တရားရုံးကအဲ့ဒီလူငယ်နှစ်ဦးဟာနေနာကျေးရွာငွေ1တသမ2တန်းပေးဆောင်ရမယ်လို့စီရင်ချက်ချခဲ့တာပါ။အဲ့ဒီငွေကြေးကဒေါ်လာ3သိန်း6000လောက်နဲ့ညီမျှပါတယ်။ဖြစ်ရက်ကတော့တရုတ်ရဲ့အကြီးဆုံးဟော့ပေါ်ဆိုင်လုပ်ငန်းစုကြီးဟိုင်းဒီလောင်ရဲ့ရှန်ဟိုင်းမြို့မှာရှိတဲ့ဆိုင်ခွဲမှာဖေဗရူလာလတုန်းကကျုံခဲ့တာပါ။အသက်18နှစ်အရွယ်လူငယ်တဦးကအရက်မူးပြီး သူတို့လှုပ်ထားတဲ့ကိစ္စအကြောင်းဗီဒီယိုကိုလူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့နောက်အကြီးအကျယ်ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ညံ့ညမ်းနေတဲ့အဲ့ဒီ hot pot အိုးကိုနောက်ဆက်တွဲဘယ်သူမှအသုံးပြုမိတာမျိုးမတွေ့ခဲ့ရပေမဲ့ဟန်တီလောင်ကတော့ဖြစ်စဉ်ကို တာဝန်ယူပြီးနှစ်ပတ်လောက်ကာလအတွင်းဆိုင်ကိုရောက်ခဲ့တဲ့စားသုံးသူတွေကိုနင်နာကြေးပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။မတ်လမှာတော့အဲ့ဒီကုမ္ပဏီကလူငယ်နှစ်ဦးစီကနေရော်ကြီးရွှန်23တန်းထိရရှိဖို့တရားစွဲခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကောင်မှာတော့ရှန်ဟိုင်းတရားရုံးတစ်ခုက လူငယ်နှစ်ယောက်ဟာကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကိုပျက်စီးစေခဲ့တဲ့အပြင်ဂုံတိတ်ခါကိုလည်းစော်ကားတိုက်ခိုက်ခဲ့တဲ့ပြစ်မှုထင်ရှားကြောင်းဆုံးဖြတ်ခဲ့ပါတယ်။ဒီကိစ္စကလူထုကြားမှာလည်းအထူးစိတ်အနှောက်အယှက်ဖြစ်စေခဲ့တယ်လို့တရားသူကြီးကပြောပါတယ်။တရားရုံးကချမှတ်တဲ့စီရင်ချက်မှာရွှန်းနှစ်တန်းကဟိုင်းသီလောင်အတွက်ထိခိုက်နစ်နာကြီးဖြစ်ပြီးကြံတဲ့ပမာဏကတော့ဆိုင်ကဟော့ပေါ်အိုးတွေနဲ့ဇွန်ခရင်တွေကိုဖြက်စီးပစ်ခဲ့တဲ့ဇယိတ်နဲ့တရားရေးကုန်ကြစရိတ်ဖြစ်ပါတယ်။ ဟိုင်းတိလောင်ကတော့ဇာတ်သုံးသူတွေကိုနင့်နာချီတွေပေးရတဲ့ပမာဏကအဲ့ဒီထက်ပိုများခဲ့တယ်လို့ပြောပေမဲ့တရားရုံးကတော့ဒီကိစ္စဟာကုမ္ပဏီရဲ့စီးပွားရေးဆိုင်ရာသီးသန့်ဆုံးဖြတ်ချက်ဖြစ်ပြီးပြစ်မှုကျူးလွန်တဲ့လူငယ်နှစ်ဦးနဲ့ဓာတ်ရိုက်ဆက်ဆက်တယ်လို့ယူဆလို့မရနိုင်ကြောင်းဆုံးဖြတ်ခဲ့တာပါစားတောက်ဆိုင်ဟာ February 24ကနေ March 8ရက်အထိတော်တွင်ဆိုင်မှာလာရောက်စားတောက်ခဲ့တဲ့ ဖောက်တဲ့စုစုပေါင်း၄000ကိုအပြည့်အဝငွေပြန်အမ်းတဲ့အပြင်တီးခြားနှစ်နာချီပါပေးဖို့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ် ပြီးတော့ဆိုင်ရဲ့ဟော့ပေါ်အိုအားလုံးကိုဖျက်ဆီးပြီးအသက်လဲလှယ်ခဲ့တယ်လို့ဆိုင်မှာလည်းတန့်ရှင်ရင်နဲ့ပိုးတက်မှုတွေချက်ချင်းလှုပ်ဆောင်ခဲ့တယ်လို့ကြေညာခဲ့တာပါစီချွမ်မှာပထမဆုံးစားတော့ဆိုင်ကိုဖွင့်လှစ်ခဲ့တဲ့နောက်ဟိုင်းဒီလောင်ဟာဆိုင်တက်တွေမြန်မြန်ဆန်ဆန်ချက်ထွင်လာနိုင်ခဲ့ပြီးအခုတော့ကဘာတလွားမှာဆိုင်ခွဲတထောင်ကျော်အထိဖြန့်ကျက်ပြီးလုပ်ငန်းလည်ပတ်နေပြီဖြစ်ပါရဲ့ရှင်